ငွေဆိုတဲ့အရာကတရားဥပဒေမှာတရားမျှတမှုဆိုတဲ့သဘောထားတွေကနေတွေ့ဖယ်သွားအောင်လုပ်လို့ရတယ်ဆိုတာတချို့အမှုတွေမှာမြင်ရကြားရမှာပါအများအပြားချမ်းသာပြီးတော့ဩဇာကြီးသူတွေအတွက်မတူညီ क्वे ပြတဲ့တရားရေးရာဆိုင်ရာ ပြုကျင့်မှုတွေလောက်ရက်တွေရှိနေတာအသေးချာပါပဲခင်ရှားကြော်ကြားသူတွေနဲ့ပတ်သက်တဲ့အမှုတွေလက်တန်ရှိအတိုင်းဝိုက်ကအမှုတွေမှာ တွေ့ရလိမ့်ရှိပါတယ်မြန်မာပြည်မှာတော့အဲ့လိုမျိုး ချမ်းသာပြီးစီးပွားရေးမှာ ကြီးစိုးထားတဲ့အတိုင်းဝိုင်းကလူတွေကိုခရိုနီလို့ခေါ်ဝေါ်ကြတယ်ဆိုတာအားလုံးကသိကြမှာပါ။ထိုင်းနိုင်ငံမှာတော့အလားတူအတိုင်းဝိုင်းကလူတွေကို high so လို့ခေါ်ပြီးတော့ high society ရဲ့အတူကောက်လို့လည်းသိရပါတယ်။သူတို့အများစုကချမ်းသာတဲ့ဩဇာရှိပြီးတော့လူမှုအဆင့်အတန်းမြင့်မားကြတယ်။ထိုင်းက high so အများစုကဥပဒေရေးရာကိစ္စရပ်တွေမှာ အခွင့်ထူးခန့်အခွင့်ရေးရှိကြပြီးအပြစ်ဒဏ်ကိုရှောင်ရှားနိုင်နေဒါမှမဟုတ်ရင်လည်းတန်မှန်လူတွေထက်ပေါ့ပါတဲ့အပြစ်ဒဏ်ကိုသာခံရလိမ့်ရှိတယ်လို့ယုံကြည်ကြပါတယ်ဒီနေ့တော့ဖရဝအယုဒ္ဓယာကိစ္စနားထောင်ရမှာပါ ချမ်းသာကြွယ်ဝတဲ့ဒီအမျိုးသမီးကလူအသေးအပြောက်များတဲ့မတော်တဆမှုတစ်ခုမှပါဝင်ခဲ့ပြီးချမ်းသာကြွယ်ဝမှုက တရားစီရင်ရေးစနစ်အပေါ်ဘလိုမျိုးအကျိုးတက်ရောက်ခဲ့လဲဆိုတာ အများကပြောဆိုနေခဲ့ရတဲ့အမှုတစ်ခုလို့လည်းပြောလို့ရပါတယ်ခရစ်စမတ်ပြီးနှစ်ရက်အကြာ2010ဒီဇင်ဘာ28ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့လမ်းပေါ်မှာ Aura Chon Taparsading Na Ayodhya Kho Prawa အသက်16နှစ်အရွယ်အမျိုးသမီးက Honda Civic ကားအမျိုးအစားကိုအရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာခဲ့တယ်။ထိုင်းနိုင်ငံမှာအနည်းဆုံးအသက်16နှစ်ပြည့်မှကားမောင်းနိုင်မှာဖြစ်တဲ့အတွက် ဒါဟာတရားမဝင်ကားမောင်းနေမှုလည်းဖြစ်လေပါဗျ။ဒါတင်မကသေးပါဘူး။သူမကားမောင်းနေတော့မှလည်းဖုံးသုံးနေခဲ့တဲ့အတွက်အာယုံလွင့်ပြန်နေတဲ့ပုံပါပဲ။ Don Mount အဝေးပြေးလမ်းမကြီးတစ်လျှောက်မောင်းနေလာစဉ်ဖရဝါရဲ့ကားကတမားဆက်တက်ကတူကနေចောင်းသူចောင်းသားတွေစီးနှင်းလိုက်ပါလာတဲ့ဖန်ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။လူစလေးဦးတင်ဆောင်လာတဲ့ဖန်ကားကို ဖရဝါရဲ့ကားကအနောက်ကနေဝင်တိုက်ခဲ့တဲ့အတွက်ဗန်ကားကထိမ့်ချုံမှုပြတ်တောက်ပြီးအဝေးပြေးလမ်းမပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဆိုပါဆိုးဝါးလာတဲ့မတော်တဆမှုကြောင့်ဗန်ကားမောင်းတဲ့သူအပါအဝင် လူ၄ဦးကတော့နေရာမှာတင် အသက်ဆုံးပါခဲ့ပြီး၅ဦးကတော့ဆင်းရုံရောက်ပြီးတဲ့နောက်ခြေကွဲခွေကအသက်ဆုံးရှုံးခဲ့ကြပြန်ပါတယ်။တခြားခီးတွေကတော့ဒဏ်ရာအပြင်းထန်ရခဲ့ပေမယ့်အသက်ရှင်ကျန်ရစ်ခဲ့တယ်။ရင်ထိုင်းမှုပြင်းထန်ခဲ့လို့ဖရဝါရဲ့ကားကတော့ တိတိတတ်တာပြက်စီးသွားခဲ့ပြီမဲ့သူမကိုရင်ကတော့ပုံးပဲ့ချီရလောက်တာရှိတဲ့ဒဏ်ရာလေးတွေရရှိခဲ့တယ်။ဝမ်းနဲ့ခြေခဲပွဲကောင်းတဲ့ဖြစ်ရက်တွေဖြစ်ပွားပြီးရဲ့နောက်ဘေးဘီမှာလည်းဒဏ်ရာတွေရတည်ဆုံးတဲ့သူတွေရှိနေတာကိုလုံးဝအကူမဆိုင်ဖဲနဲ့ပြက်စီးနေတဲ့သူ့ရဲ့ကားကိုမှီပြီးတော့စိတ်အေးလိုက်အေးနဲ့သူမရဲ့ BlackBerry ဖုန်းကိုတုံးနေပါဗါး။အခုလိုလူကိုတည်ဆုံးခဲ့မတော်တဆမှုဖြစ်ပွားပြီးရဲ့နောက် အခုလိုဖရဝါရဲ့အေးဆေးလေးဖုံးတုံးနေတဲ့ပုံထွက်လာခဲ့ပြီးရဲ့နောက်မှာတော့ထိုင်းနိုင်ငံမှာလူအများအပြားဒေါသထွက်လာခဲ့ပါတယ်။လစ်လူရှုမှုကိုထင်ရှားစွာပြသနေခဲ့တဲ့သူမရဲ့ပုံဟာသတင်းတွေကနေတဆင့်လှည့်မြန်စွာပြန့်နှံ့သွားခဲ့ပြီးတော့လူအများရဲ့ဒေါသကိုစွပေးသလိုဖြစ်နေခဲ့တယ်။သူမတုံလုံးချောက်ချားတာတွေမဖြစ်ဘဲနဲ့နောင်တကင်းမဲ့နေတဲ့ပုံပေါ်တဲ့အတွက်ကြောင့်လူအများစိတ်အနှောက်ယှက်ဖြစ်ခဲ့ရတယ်။လူတို့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ ထင်ကျေးတွေတိုးမြင့်လာခဲ့ပါတယ်။အသက်မပြည့်သေးဘဲနဲ့ကားမောင်းနဲ့သူမရဲ့မစင်မချင်းအပြုတ်မှုတွေကို လူအများကမေးခွန်းထုတ်ခဲ့ကြတယ်။အရက်ပြေစာမတောက်စားထားပေမဲ့ဖရဝကားမောင်းရင်းနဲ့လမ်းကိုခ ्यू မဆိုင်ဖ ೇನೆ ဖုံးတုံးနေခဲ့တယ်ဆိုပြီးတော့ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။တချို့ကတော့ရင်တိုင်းမှုဖြစ်ပြီးတဲ့နောက်ဖုံးတုံးပြီးတော့သူမမိဘတွေကိုရှေ့နေငားရမ်းဖို့စက်သွဲနေတယ်လို့လည်းထင်ကြေးပေးကြပါတယ်။လူအများက တရားမျှတမှုအတွက်တောင်းဆိုခဲ့ကြပြီမဲ့တကယ်တမ်းအမှုချမှတ်တဲ့အခါဖရဝကစုံစမ်းစစ်ဆေးရေးမှာပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီးတော့ဆိုင်းငံ့ထောင်တန်း၃နှစ်ပဲချမှတ်ခံရတဲ့အချိန်မှာတော့အမှုကိုစောင့်ကြည့်ရတဲ့သူတွေစိတ်ပြက်လက်ပြက်ဖြစ်ခဲ့ကြရတယ်။ဒါကြောင့်လေချမ်းသာကြွယ်ဝပြီးဩစာကြီးမာတဲ့မိသားစုနောက်ခံကတရားရုံးရဲ့တက်ညာမှုအပေါ်လွှမ်းမိုးမှုရှိကြောင်းစွတ်စွဲမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ diversity မျိုးနွယ်စုဖြစ်တဲ့ prewa ရဲ့မိသားစုကနှစ်ပေါင်း200ကျော်လောက်ခရေကဩစာလွှမ်းမိုးခဲ့ပြီးတော့ထိုင်းတော်ဝင်မိသားစုနဲ့ချိတ်ဆက်မှုတွေလည်းရှိခဲ့တဲ့တမိုင်းချောင်းရှိတယ်။ဂုံတိတ်ခါရှိတဲ့နောက်ခံတမိုင်းချောင်းတွေနဲ့မိသားစုရဲ့အဆင့်တန်းရှိတဲ့နိုင်ငံအတွက်ပံ့ပိုးကူညီပေးခဲ့မှုအခမ်းအခဏတွေကသူမရဲ့အပြစ်ဒဏ်ပေါ်ရွက်တက်တာစေဖို့တရားရုံးရဲ့အဆုံးဖြတ်ချက်တွေအပေါ်မှာပါဝင်နေကြောင်းတန်တရားတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဖရဝါအယုဒ္ဓယမတော်တဆမှုမှာ double setting မျိုးနွယ်200ခန့်လောက်လည်းပါဝင်ခဲ့ကြတယ်။ရင်းတိုင်းမှုရဲ့သူမရဲ့လောက်ရတဲ့အပေါ်မှာစီရင်ခဲ့တဲ့မမျှတတဲ့တရားစီရင်မှုတွေကြောင့်ထိုင်းလူတို့ရဲ့အစိုးမြင်မှုကိုလည်းဖရဝါမိသားစုရင်ဆိုင်ခဲ့ရတယ်။ double setting နာအယုဒ္ဓယမျိုးနွယ်စုမှာကိုယ်စားလှယ်တဦးကတော့ဖရဝါရဲ့အမားအတွက်မျိုးနွယ်စုတစ်ခုလုံးကိုအပြည့်မတင်ဖို့ပြည်သူလူထုကိုတောင်းပန်ခဲ့ပြီးတော့ဖရဝါကတရား ညှတာမှုဥပဒေကနေလွတ်မြောက်ဖို့မကြိုးစားခဲ့ကြအောင်အလေးပေးပြောကြားခဲ့ပါတယ်။ဖရဝါကတော့သူမရဲ့အပြစ်ဒဏ်နဲ့ပတ်သက်ပြီးထောင်ကျတာကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ထောင်ကျရမယ့်အစားလူမှုအဖွဲ့အစည်းအသင်းဖွဲ့တွေမှာနှစ်စဉ်48နာရီလုံအားပေးကို၄နှစ်ဆက်တိုက်ထမ်းဆောင်ဖို့လိုအပ်ပြီးတော့အသက်25နှစ်အထိကားမမောင်းရင်အပြစ်ဒဏ်ကိုသာရရှိခဲ့တာပါ။ ဒါအပြင်အစပိုင်းမှာရင်တိုက်မှုမှာနစ်နာခဲ့တဲ့သူတွေကို ပေးဆောင်ဖို့ရော်ကျင်းငွေထိုင်းဘတ်တန်းတရာသဘောတူခိုင်းခဲ့ပါတယ်။အဲ့ဒီရော်ကျင်းငွေပေးချေမှုကိစ္စမှာလည်းအငင်းပွားပွဲရတယ်ဖြစ်လာခဲ့ပါတယ်။ဖရဝါဘကကိုစလေကဈေးမှာဟင်းသီးဟင်းရွက်တွေကိုဈေးစစ်တယ်လို့မျိုးတေဆုံးသူတွေအတွက်သဘောတူထားတဲ့ရော်ကျင်းငွေဘတ်တန်းတရာကနေဘတ်16.8တန်းပမာဏအထိရှော့ချဖို့အတွက်ပြင်းပြင်းထန်ထန်ညှိနှိုင်းခဲ့တယ်။ ရွေးဆက်စရာနည်းနည်းလေးနဲ့ဘာမှကိုမကြံတလောက်ဖြစ်နေတဲ့နင့်နာတဲ့သူတွေရဲ့မိသားစုတွေကအခုလိုညှိနှိုင်းတဲ့ပမာဏလေးကိုပဲနောက်ဆုံးမှလက်ခံခဲ့ရပါတယ်။နင့်နာကြီးတဦးကိုဘတ်၈00ကနေ၁သသမ၄သန်းအထိသာရရှိမယ်လို့လည်းသိရတယ်။ဖရဝအာယုတ္တရာနဲ့သူမရဲ့မိသားစုက သူမပါဝင်ပတ်သက်ခဲ့တဲ့ကြေကွဲဖွဲ့ရာဖြစ်ရမှာအပြစ်ဒဏ်ကြာခံဖို့တာဝန်မဲ့နေကြောင်းပြသခဲ့ပါတယ်။ဖရဝက လေးနှစ်အတွင်းလူမှုအဖွဲ့အစည်းအသင်းအဖွဲ့တွေမှာလုံအားပေး138နာရီပြီးမြောက်ရန်လိုအပ်နေပြီးတော့အာနာပိုင်တွေကိုအစီရင်ခံဖို့ပြက်ကွက်ခဲ့တဲ့အခါသူမက စီမင်းစည်းကမ်းတွေကိုနားမလည်လို့ဆိုပြီးတော့ဆင်ခြင်ပေးခဲ့တယ်။အဲ့ဒီအကျိုးဆက်ကြောင့်တော့2016ခုနှစ်ဇွန်မှာလူမှုအဖွဲ့အစည်းလောအားပေးကိုတရက်မှာ6နာရီဆိုင်ရွန်ဆေးုံမှာတက်ဆိုင်ရာအရာရှိရဲ့ကြီးကြပ်မှုအောက်မှာပြန်လည်လုပ်ကိုင်ခဲ့ရပါတယ်။အဲ့ဒီအတော်အတွင်းမှာနိနာသူတွေနဲ့သူတို့ရဲ့မိသားစုတွေကသူတို့ကိုပေးခဲ့တဲ့ခတိအတိုင်းရောကျင်းငွေကိုရရှိဖို့ရုန်းကန်နေခဲ့ရပါတယ်။နင်နာသူမိသားစုရဲ့တောင်းဆိုချက်တွေနဲ့ဆန္ဒပြမှုတွေကိုလစ်လူရှုထားပုံရပါတယ်။နင်နာသူတွေက ဥပဒေအကူအညီတောင်းခံပြီးအဲ့ဒီမိသားစုရဲ့ပိုင်ဆိုင်မှုကိုသိမ်းဆည်းရမည်ရန်ကြိုးစားခဲ့ပေမဲ့ဖရဝါရဲ့မိသားစုထံကနေတုံ့ပြန်မှုမရရှိခဲ့ပါဘူး။ဒါတွေအပြင်ဖရဝါကိုတရားရုံးတော်မှာတော်ယုံနဲ့မတွေ့ရဘဲနဲ့သူတက်ရောက်ခဲ့အခါမှာဆိုရင်လည်းနှုတ်ဆက်နေခဲ့ပြီးဝမ်းနဲ့ပုံလည်းမပေါ်ပါဘူး။တောင်းပန်မှုတွေကင်းနေပြီးတော့မြင်သာတဲ့နောင်တရမှုမရှိတဲ့အတွက်နင့်နာသူတွေတဲ့က ဆွေမျိုးတဦးကဖရဝရဲ့ဥပရေရေးရအဖွဲ့ရဲ့လှည့်ဖျားတဲ့သဘောတဘာဝကိုမှတ်ချက်ပေးခဲ့ပါတယ်။နင့်နာသူတွေကနင့်နာကြီးအတွက်ကိုးနှစ်ကြာငြိမ်သက်စွာစောင့်ဆိုင်ခဲ့ကြပြီမယ်။မရရှိခဲ့သေးပါဘူး။ဖရဝနဲ့သူမရဲ့မိသားစုတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်နင့်နာသူတွေကမှစိတ်ပျက်စရာတွေတိုးလာခဲ့တယ်။တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကဖရဝဘက်ကနေလုံရမဟုတ်ပဲစကားလုံး သက်သက်အဖြစ်သဘောထားပုံရနေပါတယ်။မျက်နှာသူတွေလည်းသူတို့ကိုပေးမယ်လို့သဘောတူထားတယ်။ရော့ချင်းဝင်ကိုသူတို့ဆက်လို့ချင်းရင်ဒါအတွက်ဆက်လက်တိုက်ပွဲဝင်ရမယ်လို့ခန်းစားရတဲ့အတွက်ပို့ပြီးတော့စိတ်သက်ကြခဲ့တယ်။မျက်နှာကဲ့သို့ဝရနီရိုကတ်ချူကဖရဝအယုဒိယနဲ့သူမမိသားစုရဲ့အမျိုးသားမှုကိုမိမောင်းထိုးပြပြီးတော့သူ့ရဲ့အတွေ့အကြုံကိုမျှဝေခဲ့တယ်။ရင်တိုင်းမှုကအသက်အန္တရာယ်ဘေးကနေလွတ်မြောက်ခဲ့တဲ့ဝရန်ဝရန်ရိုက ရင်တိုင်းမှုမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်ဆေးရုံမှာနှစ်လကြာနေထိုင်ခဲ့ရပြီးမတော်တဆမှုမှာသူ့အမားမဟုတ်ပေမဲ့ဆေးရုံစကားများကိုသူကိုယ်တိုင်ပေးဆောင်ခဲ့ရတယ်။၂019 Twitter post မှာသူ့ Prawa ထံကရော်ကြီးနဲ့တာဝန်ခံမှုအတွက်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရကြောင်းဟေးသားတင်ခဲ့ပါတယ်။သူပြောတာက Prawa ကသူ့အမိနဲ့တူတူဆေးရုံမှာဝရဝူးစီကိုရောက်လာခဲ့တယ်။ရောက်လာတဲ့အခါမှာ Prawa ရဲ့အမိကသာစကားအများဆုံးပြောခဲ့တယ်။ Prawa မိက Prawa ကိုသူ့ကိုတောင်းပန်ခိုင်းပြီး ဒါကလည်းဖရဝပြောခဲ့တဲ့တခုကြီးသောစကားပါပဲ။အဲဒီနောက်တော့သူ့ကိုအချိုပွဲတွေပေးတဲ့ဓာတ်ပုံရိုက်သွားကြတယ်။ဖရဝဆေးရုံကိုအမှန်တကယ်လမ်းလျှောက်လာခဲ့ပြီမဲ့။သူနဲ့မတွေ့ဆုံမီဒီ future ကလထိုင်ကိုယူပြီးမှသူ့ကိုတွေ့ဆုံခဲ့ကြအောင် သူနာပြုတ်တူထံကနေသိရှိခဲ့ရတယ်။ဖရဝဒီလိုလှုပ်ချင်းကသူ့ကိုတနာဆရာဖြစ်အောင်လှုပ်ခဲ့တာဖြစ်နိုင်တယ်။ ဆိုတဲ့ဟာကိုထောက်ပြခဲ့ပြီးတော့ Rawu ရဲ့အခုရေးထားတဲ့စာကိုဖတ်မိတဲ့အင်တာနက်အသုံးပြုတွေကအင်တာနက်အသုံးပြုတဲ့သူတွေကအံ့ဩပြီးဒေါသထွက်ခဲ့ရပါတယ်။ Rawu အသက်22နှစ်မှာသူမရဲ့တရားရေးရာအဖွဲ့ကယူခံဝင်ရန်ကြိုးပမ်းခဲ့ပေမဲ့တရားရုံးကပယ်ချခဲ့ပါတယ်။ဆက်လက်ဖြစ်ပွားနေတဲ့တရားရေးရာဆိုင်ရာတိုက်ပွဲတွေနဲ့ Rawu ဘက်ကနေပြီးတော့ဆက်လက်တာဝန်ယူမှုကင်းမဲ့မှုတွေကြောင့် နစ်နာသူတွေနဲ့သူတို့ရဲ့မိသားစုတွေဟာဒဏ်ရာဟောင်းတွေကိုပြန်လည်နှိုးဆွတလူမျိုးဖြစ်နေခဲ့တယ်။သူတို့တွေကတရားရုံးရဲ့အဆုံးဖြတ်ချက်တွေကိုလေးစားကြောင်းဖော်ပြနေခဲ့ပေမဲ့စစ်မှန်တဲ့တာဝန်ခံမှုနဲ့အဆုံးသတ်မရှိတဲ့အတွက် နင့်နာသူတွေအကြီးအကျယ်စိတ်ပျက်နေခဲ့ရတယ်။ခရဝအယုဒ္ဓိယကလူတို့အမြင်မှာတက်ွယ်သွားခြင်းမရှိပါဘူး။အဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရပေမဲ့သူမဟာကောင်းမွန်တဲ့ဘဝမှာနေထိုင်ခဲ့ပြီးတော့ပုံမှန်ထက်တော့လိုဝတ်စွာနေထိုင်ခဲ့တယ်လို့သိရတယ်။တရားဝင်စာရွက်စာတမ်းတွေကိုကိုးကားပြီးဖော်ပြခဲ့တဲ့သတင်းတွေအရဆိုရင်ခရဝကသူ့ရဲ့နာမည်ရင်း Orachon ကနေ Babuchak ဆိုပြီးတော့ပထမအကြိမ်ပြောင်းလဲပြီးနောက်2014မှာအမျိုးသားလွတ်တော့အမတ်ဟောင်းတဦးနဲ့လက်ထပ်ပြီးရဲ့နောက်မှာတော့ Rorin Biho Ayun Vunsin ဆိုပြီးတော့ဒုတိယအကြိမ်ပြောင်းလဲခဲ့ပါတယ် ်သူမလုံခြုံပြီးတက်တောင့်တက်တာရှိတဲ့နေထိုင်မှုပုံစံနဲ့ကိုနေထိုင်နေခဲ့တာပါ2019အင်တာဗျူးတစ်ခုမှာ Prawa ကွာရှင်းပြက်စဲတာကိုထုတ်ဖော်ပြောကြားခဲ့ပေမဲ့ဘယ်တော့ကလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိခဲ့ရပါဘူးသူမကာကွယ်ရေးဝင်ကြီးဌာနကိုဝင်ရောက်မယ်ဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်လာခဲ့ပေမဲ့တာဝန်ရှိတဲ့သူတွေကတော့သူမဆောင်ပွဲမအောင်ကြောင်းရှင်းလင်းပြောပြခဲ့ပါတယ်မတော်တဆမှုနဲ့ပတ်သက်ပြီး Prawa နှုတ်ဆက်နေခဲ့ပြီးတော့ပေးဆုံးမှုအတွက်တရားဝင်တောင်းမှန် ပို့ကိုကြော်လွန်ပြီးတော့လူအများကို စေတနာထားတဲ့ပုံစံတောင်းမှန်မှုမျိုးနဲ့ထုတ်ဖော်ပြောဆိုခြင်းတော့မရှိခဲ့ပါဘူး။တစ်ဖက်ကနင့်နာသူတွေအတွက်ကကြတော့အဖြစ်အပျက်တွေကြောင့်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအမာရွတ်တွေကိုဆက်လက်ခံစားနေခဲ့ရပါတယ်။ခရဝါရဲ့မိသားစုပိုင်ဆိုင်တဲ့အရင်းမြစ်များနဲ့ဩစာလွှမ်းမိုးမှုတွေကြောင့်တရားမျှတမှုကင်းမဲ့လာတာနဲ့မှတ်သက်ပြီးတော့မိကုံးထုတ်စရာတွေဖြစ်လာတယ်။ချိရတဲ့သူတွေကိုဆုံးရှုံးတဲ့ အတွက်ရရှိတဲ့စိတ်ဒဏ်ရာတွေဆင်းရဲဒုက္ခတွေအပြင် အာနာပါဝါကစားပွဲမှာနင့်နာသူတွေအတွက်တရားမျှတမှုကိုငင်းပယ်ခြင်းခံရတဲ့ခံစားချက်တွေကပို့ပြီးတော့ဆိုးလာပါတယ်။ဒီအဖြစ်ပြက်တွေရဲ့နောက်ဆက်တွဲအဖြစ်ပြက်တွေဟာဆိုရှယ်မီဒီယာမှာအပြင်းထန်တွေ့နှွေခဲ့ကြတဲ့အကြောင်းအရာတစ်ခု ဖြစ်လာခဲ့တယ်။လူအများက ပရဝ9 body ဆိုတဲ့ hashtag ကိုအသုံးပြုပြီးတော့တေဆုံးသူတွေရဲ့ဝေဒနာတွေနဲ့ပရဝရဲ့သူမမိသားစုရဲ့တာဝန်ယူမှုကင်းမဲ့မှုတွေကိုမီးမောင်းထိုးပြဖို့အသုံးပြုခဲ့ကြတယ်။ Nation Thailand မှာ2019ခုနှစ်စောင်းပါတပုတ်မှာအဆိုပါကိစ္စရဲ့အရေးကြီးပြီးတော့တိုးတက်လာတဲ့အကြောင်းအရာတစ်ခုကိုဖော်ပြခဲ့ပါတယ်။ပရဝရဲ့မိသားစုကရော်ကျင်းငွေကို August 6ရက်နေ့နောက်ဆုံးထားပြီးတရားရုံးကိုတင်သွင်းရန်စီစဉ်ထားကြောင်းအဆိုပါစောင်းပါမှာဖော်ပြထားပါတယ်။ရော်ကျင်းငွေကအန်အားတဲ့ င်းပွဲဘတ်42.6တန်းအထိဖြစ်သွားခဲ့တယ်။ဒီတိုးမြင့်မှုက2010ခုနှစ်ကတည်းကစုဆောင်းလာခဲ့တဲ့အတိုးနဲ့ထပ်ဆောင်းအခကျင်းဝေးကြောင့်ဖြစ်တယ်လို့သိရပါတယ်။ရောကျင်းဝေးပေးချေမှုနောက်ဆုံးရက်က August 28ရက်ဖြစ်ပြီးတော့အဲ့နေ့မတိုင်မီမပေးနိုင်ရင်ဖရဝါရဲ့မိသားစုအတွက်ကြီးမားတဲ့ငွေကြေးဆိုင်ရာအကျိုးဆက်တွေဖြစ်ပေါ် စေနိုင်ပါတယ်။နှောင်ကြီးကြံ့ကြာနေတဲ့ရော့ကျင်းငွေတွေကိုနစ်နာကြေးပေးဆောင်ရန်နစ်နာသူတွေဆန္ဒပြခဲ့ပြီးတဲ့နောက်တရားရုံက6လအတွင်းနစ်နာကြေးရရှိကြောင်းသိစားစေဖို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုလေးလံတင်ရောင်းချရန်တရားရုံကအမိန့်ပေးခဲ့ပါတယ်။ရော့ကျင်းငွေအပြေးဝပေးဆောင်ပြီးတဲ့နောက်ဩဂတ်10ရက်နေ့ 2019မှာအမှုရုပ်သိမ်းခဲ့ပါတယ်။ဖရဝါအယုဒ္ဓယာရဲ့အမှုအထုသဖြင့်သူမရရှိခဲ့တဲ့အဖြစ်ထံနဲ့ပတ်သက်ပြီးလုံလောက်မှုရှိမရှိအခြေအတင်ဆွေးနွေးမှုတွေဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။အဆိုပါအဖြစ်ပြက်ကတာဝန်တိစွာမောင်းနှင်ခြင်းရဲ့အရေးပါမှုနဲ့ပိုးရဲ့လှုပ်ဆောင်ချက်ကြောင့်တဘာသူဘလို့ရီထိခိုက်မှုဖြစ်နိုင်နေဆိုတာကိုတိမ်တိမ်မှုမှုလေးနဲ့သတိပေးချက်တစ်ခုလိုလည်းမြင်မိပါရဲ့ရှင်ဒီနေ့အမှုလေးအတွက်ကတော့ဒီလောက်ပါပဲနောက်အမှုတွေမှာပြန်ပြောရင်ပြန်ပြီးတွေ့ကြပါမယ်ရှင်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေရှင်